မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံကပြည်သူလူထုရဲ့အသက်နဲ့ခန္ဓာကိုယ်ချနေပြီးအာဏာတီးမျက်ရည်အတွက်ဇဒင်းနေတဲ့ဆန္ဒရှင်စနစ်ကိုတုတ်တင်ရှင်းလင်းဖို့နောက်တစ်ချိန်အားလုံးအတူတူကအားစိတ်ရုံကြဖို့ MG ရိုက်သမရဒူဝါလက်ရှိလက်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်စကိုင်းတိုင်းကပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာအကြံဖတ်စစ်ကောင်စီတပ်သား73မှအယောက်60ကျော်နဲ့လက်နက်ပေါင်း80ကျော်ကို ် KIPDF မဟာမိတ်ပူးပေါင်းတပ်တွေကတင်စီရရှိထားပြီးမြို့ကိုအပိသက်သိမ်းပိုက်နိုင်ဖို့စစ်တပ်စခန်းတစ်ခုသာကျန်တော့တဲ့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံကပြည်သူလူထုရဲ့အသက်နဲ့ခန္ဓာကိုယ်ချနိုင်ပြီးအာနာတီမြေကြီးအတွက်ဇဒင်းနေတဲ့စာနာရှင်စနစ်ကိုတုတ်တင်ရှင်းလင်းဖို့ ်နောက်တစ်ချိန်အားလုံးအတူတကွအားစိတ်ယုံကြဖို့ MG ရိုက်သမရဒူဝါလက်ရှိလက်ကတိုက်တွန်းပြောဆိုလိုက်ပါတယ်ဒီကနေ့စက်တင်ဘာလ9ရက်နေ့မှာကြာရောက်တဲ့ခုကန်တွန်းလန်စစ်၃နှစ်ပြည့်အဖြစ်လူတို့ကိုအမှားစကားပြောကြတဲ့အချိန် MG ရိုက်သမရဒူဝါလက်ရှိလက်ကတိုက်တွန်းပြောဆိုတော့တာပါလက်ရှိအချက်ဖတ်စစ်ကောင်စီကမြန်မာနိုင်ငံတဝက်စီးရေးရရှုံးနေနေတဲ့သူတို့ရဲ့အရှုံးကိုဖာထေးဖို့နဲ့သူတို့ရဲ့အာနာတီမြက်ဖို့အတွက် ပြည်သူလူထုရဲ့အသက်နဲ့ခန္ဓာကိုယ်ဘာစီးစနစ်မှမရှိတော့ပဲစိတ်ထင်တိုင်းခြားနေနေတဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေကိုတောက်လျှောက်လှုပ်လာနေတယ်လို့ဆိုထားပါတယ်။အခုရက်ပိုင်းမှာတင်စကောင်းစီဟာစီရေးပြတ်မှမဟုတ်တဲ့အယတပြည်သူတွေကိုပြစ်မှတ်ထားပြီးလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုတောက်လျှောက်လှုပ်လာတာတွေဟာသူတို့ရဲ့မြေပြင်ကြီးတက်ရဲ့အင်အားရိုင်နဲ့ပြိုဆင်းမှုတွေနဲ့တအီအီပြိုကျနေတဲ့သူတို့ရဲ့အရှုံးတွေကိုဖာထိဖို့ကြိုးစားလာတာဖြစ်ပြီးအခုလိုအယတပြည်သူလူထုအပေါ်ကိုပါရက်ဆက်ကြမ်းကြုတ်တဲ့ဤတွေနဲ့ တို့အာနာတီမြေရေးအတွက်ခြာနင်းလာတဲ့ဆက်အာနာရှင်စနစ်ကိုအလုံးအတူတကွလက်တွဲပြီး နောက်တစ်ကြိမ်အားဆက်ယုံကြဖို့ကိုလည်းအန်ဂျီရိုက်သမလားဒူဝါလရှိလက်ကတိုက်တွန်းပြောဆိုထားပါတယ်။ဒါအပြင်တရားတော်ခုခံတော်လှန်စစ်ဟာနောက်ဆုံးမှမူချအနိုင်ရမှာဖြစ်တဲ့အပြင်လူလူအလုံးပါဝင်နေတဲ့အထွေထွေအောင်ပွဲအရရဟာလည်းပြည်သူအလုံးစီကိုစိုက်စိုက်မြက်မြက်ရောက်လာနေပြီဖြစ်တယ်လို့လက်ရှိမှာလည်းအလုံးပါဝင်တဲ့ခုခံတော်လှန်စစ်လှိုင်းလုံးတွေဟာ တရိပ်ရိပ်နဲ့ဆက်အနာရှင်ရန်နီယာအတီတီကိုတိုက်စားဖြုတ်ဖြတ်နေပြီဖြစ်တာကြောင့်နောက်ဆုံးမှာတော့အကြံဖက်စစ်ကောင်စီရဲ့ညီကုန်းကိုအဆုံးသက်ပေးနိုင်တော့မှာဖြစ်တယ်လို့လဲ MG ရိုက်သမရဒူဝါလက်ရှိလက်ကပြောကြားတော့ပါလိမ့်ခင်တဖက်မှာတော့စကိုင်းတိုင်းကပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာအကြံဖက်စစ်ကောင်စီတပ်သား73ဗတ်အယောက်60ကျော်နဲ့လက်နက်ပေါင်း80ကျော်ကို KIA PDF မဟာမိတ်ပူးပေါင်းတပ်တွေကတင်းစီရရှိထားပြီးမြို့ကိုအပိတ်သက်သိမ်းပိုက်နိုင်ဖို့ စစ်တပ်စခန်းတစ်ခုသာကျန်တော့တဲ့အတွက်ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KIA သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဩဂုလ15ရက်နေ့ကစပြီး KIA ပြည်ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကစကိုင်းတိုင်းမှာရှိတဲ့ပင်လယ်ဘူးမြို့ကိုစတင်ထိုးစစ်ဆင်ခဲ့ပြီးတဲ့နောက်မြို့သိမ်းတိုက်ပွဲကိုဆင်နွှဲရမှာအချမ်းဖက်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေတောက်လျှောက်လုပ်နေတဲ့ကြားကပဲစစ်တပ်စခန်းတွေကိုတော်လိုင်းကြီးတပ်တွေကတောက်လျှောက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲဒီနောက်အခုစက်တင်ဘာလ6ရက်နေ့ဖြစ်တဲ့မနေ့ကတော့ ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲကနေစစ်ကောင်းစီတပ်ဖွဲ့ဝင်စစ်တုံးမှအယောက်60ကျော်နဲ့လက်နက်ပေါင်း80ကျော်ကိုဒေါ်လန်ရိတ်တပ်တွေကသိမ်းစီရရှိထားပြီးပင်လယ်ဘူးမြို့ကိုအပိသက်သိမ်းပိုက်နိုင်ဖို့အတွက် စစ်တပ်စခန်းတစ်ခုသာကျန်တော့တယ်လို့အဲဒီစခန်းကိုလည်း KIAPD ရဲ့မဟာမိတ်ပူးပေါင်းတပ်တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းလက်ရှုပ်မြို့မှာဂျိုတုကွန်ရက်တွေနဲ့ပြည်သူတွေအခမဲ့အင်တာနက်အသုံးပြုနိုင်မှုအတွေ့ ် MNDAA ကဆောင်ရွက်ပေးနေပြီးမကြာမီတမျိုးလုံးဆက်သွယ်ရေးကွန်ရက်အပြည့်အဝလွှမ်းခြုံတော့မှာဖြစ်တယ်လို့ MNDAA ကနေသတင်းထုတ်ပြန်ထားပါတယ်။လာရှိုမြို့မှာစစ်ပွဲတွေပြီးဆုံးချိန်ကစပြီးလာရှိုပြည်သူတွေရဲ့ဆက်သွယ်ရေးအခက်အခဲမရှိရအောင် MNDAA ရဲ့လာရှို area စီးရေးအုပ်ချုပ်မှုကော်မတီကနေဆက်သွယ်ရေးစခန်းတွေနဲ့လိုင်းများပြန်လည်ထူထောင်ရစ်တွေကိုအလေးထားဆောင်ရွက်နေတယ်ဆိုပါတယ်။လက်ရှိမှာလည်း ။တဆိုင်ရာဆက်သွယ်ရေးကံမီဝန်ထမ်းတွေကနေလာရှုမျိုးကပျက်စီးနေတဲ့ဆက်သွယ်ရေးကွန်ရက်တွေပြန်လည်ရရှိအောင် ပြုပြင်နေတဲ့အခြေ။လာရှုမျိုးပေါ်ရက်ွက်တွေမှာပြည်သူတွေအုံပြုလို့ရအောင်ဂျော်ဒုဆက်သွယ်ရေးကွန်ရက်တွေကို MNDAA ကတက်ဆင်ပေးထားပြီးအခမဲ့အုံပြုခွင့်ပေးထားတယ်လို့လည်းဆိုထားပါတယ်။အဲ့ဒီအတွက်လာရှုမျိုးနေပြည်သူတွေကအွန်လိုင်းအခြေပြုစီးပွားရေးလုပ်ငန်းတချို့လည်းပြန်လည်အဆင်ပြေနေပြီဖြစ်တယ်လို့လာရှုမျိုးနေပြည်သူတွေလည်းပုံမှန်ဖုန်းခေါ်ဆိုမှုတွေနဲ့အင်တာနက်အုံပြုမှုတွေလုတ်ဆောင်နိုင်နေပြီး မကြမီတမျိုးလုံးဆက်သွယ်ရေးကွန်ရက်တွေအပြည့်အဝလွှမ်းခြုံနိုင်တော့မှဖြစ်တယ်လို့လဲ MNDAA ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့အချမ်းဖက်စစ်ကောင်စီကမန္တလေးနဲ့စကိုင်းတိုင်းကနေပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေကိုရမ်းမီနဲ့တောင်ပိုင်းမှာရှိတဲ့သူတို့ရဲ့အရှိအလဲပိုင်းတိုင်းစစ်တပ်နာချုပ်နဲ့တကကသုံးတရင်တွေစီပို့ဆောင်နေပြီ။မန္တလေးမှာပေါ်တာဆွဲခံရသူလူငယ်အရေအတွက်ဟာအယောက်300ကျော်ရှိလာပြီလို့ဒေသခံပြည်သူတွေစီကနေသိရပါတယ်။ဩဂုလ16ရက်နေ့ကစပြီး အချမ်းပစကောင်စီကမန္တလေးမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်ခဲ့ပြီးတဲ့နောက်အဲဒီလူငယ်တွေကိုမန္တလေးတောင်အရှိတ်ကအမှတ်902 GE တပ်မှဖမ်းဆီးချုပ်နှောင်ပြီးတာ ਨੇ အဲဒီကမှတဆင့်အခုရှမ်းပြည်နယ်တောင်ပိုင်းကစစ်ဌာနချုပ် ਨੇ ခိုလံမြို့ဘက်တွေကိုတောင်းလျှောက်ပို့နေတယ်ဆိုပါလေအဲဒီကျိုင်းတောင်းနဲ့ခိုလံမြို့တွေကိုမန္တလေးကပေါ်တာဆွဲခံရတဲ့လူငယ်တွေတင်မကပဲစကိုင်းတိုင်းကပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေပါအဲ့ဒီကိုပဲပို့ဆောင်နေတာဖြစ်တယ်လို့သိရပါတယ် လက်ရှိမြန်မာနိုင်ငံတဝိုင်းကမြို့နယ်တော်တော်များများမှာအချက်ဖက်စကောင်းစီကစစ်မှုထမ်းအပတ်စဉ်၅အတွက်ဆိုပြီးလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေတောင်းလျှောက်လုပ်နေရမှာမန္တလေးမြို့ကပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်တွေဆိုရင်တလအတွင်းမှာတည်းအယောက်ပေါင်း300ကျော်ရှိနေပြီလို့လဲဒေသခံပြည်သူတွေစီကနေသိရပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့မြန်မာပြည်သူတွေအပေါ်စစ်ရဆွေးမှုမျိုးစုံကျူးလွန်နေတဲ့အချက်ဖက်စစ်ကောင်းစီကိုနိုင်ငံတကာကလက်တွေ့ကျပြီးထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ ကီနီပြည်ဂျကလာအုပ်ချုပ်ရေးကောင်စီကတိုက်တွန်းလိုက်ပါတယ်။လက်ရှိကီနီပြည်နယ်အပဝဲမြန်မာနိုင်ငံအတွင်းကအပြစ်မဲ့ပြည်သူတွေအပေါ်လေကြောင်းတိုက်ခိုက်မှုတွေပါဝင်စစ်ရာဇဝတ်မှုမျိုးစုံကျူးလွန်နေတဲ့အကြမ်းဖက်စစ်ကောင်စီကိုအာဆီယံပါဝင်နိုင်ငံကအပိုက်ဝန်အားလုံးကဖြစ်ရိုးဖြစ်စဉ်ကိစ္စရပ်တစ်ခုလိုဆက်ပြီးမျက်ကွယ်မပြုဘဲလက်တွေကျပြီးထိရောက်တဲ့အရေးယူမှုတွေလှုပ်ဆောင်ဖို့အရေးတကြီးလိုအပ်နေပြီလို့ကီနီပြည်ဂျကလာအုပ်ချုပ်ရေးကောင်စီကထုတ်ပြန်ထားပါတယ်။လက်ရှိမှာ အချက်ဖက်စကောင်းစီအတွက်လက်နက်ခဲယမ်းတင်ဖို့ရောင်းချမှုတွေအပါဝင်ပြည်သူတွေကိုလူမျိုးတုံးတပ်ဖြတ်မှုတွေကျူးလွန်နေတဲ့လေရင်စီတင်ဖို့ရောင်းချမှုတွေကိုပါလုံးဝရပ်တန့်အောင်အာဆီယံပါဝင်နိုင်ငံကအတိုင်းဝန်းကဝိုင်းဝန်းတာဆင်ပိတ်ပင်ဖို့အရေးကြီးလိုအပ်နေပြီလို့လဲကင်းဒီပီဂျက်ကလာအုပ်ချုပ်ရေးကောင်စီကနေနိုင်ငံတကာကိုအတိပေးတိုက်တွန်းထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ ထာနေငယ်နွန်တပူရီခရိုင်မှာ TikTok ပေါ်ကနေဈေးရောင်းချမှုနဲ့မြမအလုသမား၈ဦးကိုထိုင်းရဲကဖမ်းဆီးထားတယ်လို့ထိုင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်စက်တင်ဘာလ9ရက်နေ့ကပဲထာနေငယ်နွန်တပူရီခရိုင်မှာ TikTok ပေါ်ကနေဈေးရောင်းချနေတဲ့မြမလူမျိုးတွေနေထိုင်ရနေအိမ်ကိုထိုင်းရဲတပ်ဖွဲ့ကဝင်ရောက်စီးနင်းတဲ့အချိန်မြမ၈ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုထားပါတယ်လက်ရှိထိုင်းနိုင်ငံမှာက online ပေါ်ကနေဈေးရောင်းချတာတွေဟာရေပန်းစားနေတယ်ဆိုပေမဲ့ အဲ့ဒီလုပ်ငန်းကိုရွှေ့ပြောင်းနေထိုင်တဲ့သူတွေဒါမှမဟုတ်နိုင်ငံခြားသားတွေလောက်ခွင့်မရှိဘူးလို့လည်းဆိုပါတယ်အဲ့ဒီအတွက်ထိုင်းရဲတွေကနွန်တပ်ဘူးကြီးခရိုင်အတွင်းမှာရှိတဲ့နေအိမ်တအိမ်ကိုမတင်ကားလို့ဆိုပြီးဝင်ရောက်စီးနေတဲ့အချိန် online TikTok ပေါ်ကနေတဆင့်အင်းကြီးအဝတ်ထည်တွေနဲ့ဆက်သွယ်ရေးပစ္စည်းတွေရောင်းချနေတဲ့မြန်မာလူမျိုး၈ဦးကိုဖမ်းဆီးရမိခဲ့ပြီးသူတို့စီကနေ iPad တစ်လုံး iPhone 13လုံးနဲ့ဘန်စင်းစာအုပ်တွေပါတင်စီရရှိခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်လက်ရှိမှာတော့ အဲ့ဒီ online ပေါ်ကနေဇင်းအောင်ချတဲ့အမှုနဲ့ဖန်ဆီးခံရတဲ့မြန်မာ၈ဦးတဲကဇနီးမောင်နှံ၂ဦးကိုတရားမွေရွှေပြောင်းအခြေချနေထိုင်မှုနဲ့ဆွဲချက်တင်ထားပြီးဂျန်နယ်မြန်မာအလို့သမားတွေကိုတော့ visa တက်တန်းကြော်လွန်ပြီးနေထိုင်မှုနဲ့ဆက်လက်အေးအေးယူသွားမှာဖြစ်တယ်လို့လဲထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရေုံခေတ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ